လွှမ်းပိုက်တံမူထားခြင်းမထားခြင်းနောက်ခွဲကနန်းစုရည်ဒီဆွနဲ့ပေါ်ပြီးဆော့ဆာရုံရဲ့ကြွားချခြင်းများမိန်းကလေးတွေကိုခွဲခြားတံမူဖြစ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ရှင်ယိုဆွဲသူများလက်မခံနိုင်သူများကြောသွားပြီးပါလက်ရှိအွန်လိုင်းပေါ်မှာလွှမ်းပိုက်တရားမိုးမောင်ဆဲနေတဲ့ဗီဒီယိုကိုလူတိုင်းတွေ့ကြပါလိမ့်မယ်ဒီပြဿနာဟာသူနဲ့ပြင်းထန်တရားကြမှာဖြစ်တယ်ဆိုပေမယ့်အဓိကအကြောင်းရင်းမှန်ကိုတုံ့တက်လာရင်တော့ပြင်းထန်တရားဝင်ဝင်လို့နန်းစုတိတ်ခါကြောက်သွားတဲ့အတွက်ကြောင့်လွှမ်းပိုက်ကဆက်ဆက်တိမကန်ဖြစ်နေရပါဘူး လောပိုင်ဟာဘော်ဘီဆော့ဆန်နဲ့ပြဆဲပြီးကလေးကနန်းစုရန်ဒီစုကိုလုံးဝအထီမခံမင်းကာကွယ်ပေးခဲ့တာကိုအားလုံးမသိကြမဲထင်ပါတယ်။ဆက်စင်ဤပြဿနာတွေဘလောက်ပဲဖြစ်ပါစေအရှုံရှင်းနေဖြစ်ပြီးပြိတ္တကံဝိုင်းဆဲကြပါစေနန်းစုရန်ဒီစုကိုတော့လောပိုင်ကတုံနေအောင်ချက်ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့လောပိုင်တံမိုးထားခြင်းမထားခြင်းနောက်ွယ်ကနတ်ဆုရည်ဆိုနေဘော်ဘီဆော့ဆာတို့နှုံရဲ့ကြွားချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သူများကြောင်းပြောရတာမကောင်းပေမယ့်အတိတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဘော်ဘီဆော့ကဆာနဲ့လွန်ပိုင်ဟောင်းလူငယ်ဘဝအသက်၁၆နှစ်ကလေးကချစ်ချိုက်ခဲ့ကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းဘယ်အင်တာဗျူးနဲ့ဘယ်လိုဗီဒီယိုဖိုင်တွေကိုပဲကြည့်တင်လွန်ပိုင်ကဘော်ဘီဆော့ဆာကိုအမြင်နိုင်စားပြီးလက်ထပ်ယူဖို့တွေးလေလုံးဝမရှိပါဘူး။ပရိသတ်ရှင်မာတော့မကြောင်းဝင်မနာတာအောင်းငေါက်တက်တယ်လို့၁၃နှစ်တွင်လာပြီးမှတံမိုးမထားပဲချန်ခုံသွားတာဖြစ်ပါတယ်။ ဒါကြောင့်အပြေရှားကြည့်လိုက်တဲ့အခါမှာဘော်ဘီဆော့ဆာရဲ့အနေထိုင်ပြောဆိုမှာဒီလိုချက်တွေရှိနေကြောင်းတွေ့လာရပါတယ်။အနာကတော့ဘော်ဘီဆော့ဆာဟာအင်မတန်ခက်မိတဲ့မိန်းကလေးတူဖြစ်ပြီးသူ့ရဲ့ဝတ်စားတွေကလည်းခက်ရှိကိုပြေလွန်လာပါတယ်။အပြောဆိုလဲပွင့်လင်းပြီးတချင်နေမှာအစဲလေးပါမှကျေနပ်သူလည်းဖြစ်ပါတယ်။ဟစ်ပေါ်လောကသားတွေရဲ့ထုံစံတိုင်းအမြဲရှုပ်ရှက်ကပြန်ရခနေပြီးမျက်စိတစ်ဖက်ကလည်းအာယုံကျော်ယောဂါကိုခံစားနေရသူဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ပတ်သက်လာရင်လည်းအပွင့်လင်းလို့ပြီးလောပိုင်နဲ့73နှစ်လုံးလုံး live together နေထိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့နန်းစုရည်ဆိုကတော့90ဝန်းကျင်မမတို့ရဲ့ထုံစံအတိုင်းအနေထိုင်သိမ်မွေပြီးမြန်မာဝတ်စုံလေးတွေနဲ့မြင်ရတာများပါတယ်။ အလောက်ကနေဒီတခြားရှိပင်ကိုပိုင်ထုတ်ကုန်လေးနဲ့ကုမ္ပဏီဖွင့်ကရက်တည်နေသူတယောက်ဖြစ်ပါတယ်။ဘော်ဘီဆော့ဆာနဲ့ရှင်လိုက်ရင်ပိမ့်ပိမ့်တွယ်တွယ်လေးနဲ့မိသားစုနောက်ခံကလည်းတယောက်တည်းဆိုပေမဲ့သဘောကောင်းသူတွေဖြစ်ကြပါတယ်။အရေးကြီးဆုံးကတော့လွှမ်းပိုင်နဲ့ပကံမှာဖြစ်ခဲ့တဲ့ကိစ္စမှာဆိုရင်လွှမ်းပိုင်ရဲ့ဆန္ဒတောင်းဆိုမှုကိုအလိမ္မာနဲ့မိနီပြနေလို့ဆိုပြီးညှင်းလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာပုံမှန်လင်းလင်းပြောရရင်ယောက်ျားတယောက်မှာလက်ထက်ခြင်းနဲ့မိန်းကလေးပုံစံဆိုပြီးသတ်မှတ်တာမျိုးရှိပါတယ်။ အဝေးစားတူပြက်ကုန်မြင်မကောင်းဝင်အချက်တန်းတူတောင်းနားဖောက်ပြီးတက်တူးပေါင်းစုံနဲ့ပြဲလန့်နေတဲ့မိမမျိုးကိုတတလုံးစာအတွက်လက်ထပ်သွားချင်မှမဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုတွေးခွန်မျိုးကိုအတုံးမကြတဲ့မြန်မာပြည်ကလွှမ်းပိုင်လို့ကောင်မျိုးတွေတာတွေ့ရဖြစ်ပါတယ်။လွှမ်းပိုင်လို့အုံနောက်မပါတဲ့ကောင်မျိုးလို့တောင်းမိန်းကလေးတွေကိုလိုက်နှိုင်းရှိပြီးတာရင်နာတွေတွက်နေတာဖြစ်ပါတယ်။ တကယ်နှလုံးကြီးပြေးသွားတဲ့ရှောက်ချားဆိုတော့မိန်းကလေးတယောက်ကိုကိုနဲ့မကန်ညီဘူးလက်မထက်နိုင်ဘူးထင်ရင်အစာရက်ကမပတ်တတ်ပါဘူးပတ်တတ်မရင်တော့မဖြက်စီပါဘူးအခုကဘော်ဘီဆော့ဆာနဲ့စက်သုံးနှစ်လုံးတူနေပြီးမှဒီအချိုးမျိုးချိုးနေဆိုတော့ဘော်ဘီဆော့ဆာမှာအားနဲ့ချက်ရှိနေလို့မဟုတ်ပဲဒီကောင်ကမကောင်းလို့ဖြစ်ပါတယ် ပေါ်ပြီးဆော့ဆာမှာလည်းသူ့တံပုံနဲ့သူလွတ်လပ်မှုချက်ဖို့ကောင်းမှုပြေရှိပြီးနန်းစုရည်ဒီဆိုမှလည်းသူ့လတရားနဲ့သူရှိပါတယ်။ဒါကြောင့်ယောက်ျားတစ်ယောက်ကငါ့ကိုတံမိုးမထားပါလို့ခန်းစားရတဲ့အခါမှာကိုကိုကိုတံမိုးမရှိဘူးလို့အငငယ်နေမဲ့ဆောင်။အဲ့ဒီအမိုက်လိုကောင်းမျိုးကတော့ဘဝရဲကထုတ်ပြလိုက်ပါလို့အကြံပေးလိုက်ရပါတယ်။ရင်ပတ်ချင်းတူရင်ပြည်သက်ချင်းတို့လည်း comment မှာတွေးမိတဲ့လောက်လေးရေးပေးခဲ့ကြပါအောင်နော်။